ဒီလိုနဲ့သူတို့ဟာကစားရဲ့အစာရှာကြရတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ချူချူကပုံမြင်လေးတစ်ပုဒ်ပြောပြသွားပါမယ်။အဲ့ဒီပုံမြင်လေးရဲ့နာမည်ကတော့စင်နမြောက်ဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်။ချူချူလည်းနေကို subscribe လုပ်ပေးပါနော်။ကျေးဇူးတင်ပါရှင်။တခါတော့မတော့ဒီတခုရဲ့မှာစင်ကလေးတကောင်နဲ့မြောက်ကလေးတကောင်ဟာမိတ်ဆွေဖွဲ့ပြီးနေထိုင်ကြတယ်။ အနည်းကြတော့သူတို့နှကောင်ဟာတော်ရဲမှာဆော့ကစားရင်ဗိုက်စားလာတာပေါ့ဒီလိုနဲ့သူတို့ဟာကစားရဲ့အစာရှာကြတယ်လမ်းမှာချမ်းတခုကိုတွေ့တဲ့အခါစင်ကလေးကမြောက်ကလေးကိုကြောပေါ်တင်ပြီးဖြတ်ကူလိုက်တာပေါ့ဖြတ်ကူပြီးတဲ့အခါမှာတရက်ပင်ကြီးတစ်ပင်ကိုတွေ့တယ် အဲ့ဒီတရက်ပင်ကြီးဟာတရက်ဒီအမဲ့တွေရောတရက်ဒီအစင်းတွေရောအများကြီးတည်နေတယ်။တရက်ဒီတွေအများကြီးကိုမြင်တော့သူတို့အယံပျော်သွားကြတယ်။ဒါပေမဲ့စင်ကများကိုပြောတယ်။ငါတရက်ဒီတွေချင်းမစားချင်ဘူးလို့ပြောတယ်။မြောက်ကလေးကစင်မပူပါနဲ့ငါအပင်ပေါ်တက်ပြီးတရက်ဒီတွေကိုစားကြည့်လိုက်ပါမယ်လို့ပြောပြီးအပင်ပေါ်ကိုမြောက်ကလေးတက်သွားတယ်။ ောင်ခလေးပင်ပေါ်ရောက်တာရဲ့တရက်တင်းကိုခုပြီးစကြည့်လိုက်တော့အရန်ကိုချိုးပြီးမှွေနေတာတွေ့ရတယ်။မြောက်ခလေးအရန်ပျော်သွားပြီးစင်ကိုအားရပါရအော်ပြောလိုက်တယ်။တီးတွေကရမ်းချိုးပြီးမှွေနေတာပဲกว่าလို့ပြောပြီးခုချပေးတာပေါ့ဆင်းလေမြောက်ခလေးခုချပေးတဲ့တရတီးတွေကိုပျော်ပျော်ကြီးစားလိုက်ပါတော့တယ် လူနဲ့သူတို့တငယ်ချင်းနှစ်ယောက်ဟာချစ်ခင်စွာနဲ့အတူနေထိုင်သွားကြတော့တယ်။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြပါမယ်နော်။